ဇွန်လ21ရက်နေ့ထို့ကြောင့်သာရဖျားထံတော်မှချမ်းအေသောအချိန်ကာလသည် ရောက်လာ၍တမန်တော်ဝိထုခန်းကြီး3ခန်းငယ်19ယနေ့အချိန်ကာလတွင် နောင်ရရသည့်သို့သည့်ကိစ္စရများတွင်ဝမ်းနေပူဆွေးခြင်းနှဲပါလာသည်ကိုသတိပြုမိပါれ။အိန္ဒိယတွင်ကျွန်တော်တို့အနေဖြင့်နောင်ရရသည်ဟုဆိုရင်စိတ်ပိုင်းဆိုင်ရာခံစားမှုအကြီးအကျယ်ဖြစ်ရန်မလိုတော့လေ။မိမိအပြစ်များအတွက်ဝမ်းနေရန်လိုအပ်တဲ့ကဲ့သို့ ိုးဖျားသခင်အပြစ်တွေကိုကျူးလွန်တဲ့အတွက်တောင်းပန်ပါတယ်။မာယွန်းတဲ့အတွက်တောင်းပန်ပါတယ်ဟုဆိုရမည်ဖြစ်ပါတယ်။ကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာအားနည်းသူမဟုတ်တကယ်တို့လဲလွယ်ကူကူမျက်အေးကြတဲ့သူမဟုတ်ပေ။သို့သောဘဝတသက်တာတွင်နေ့ကြသည့်အချိန်နေငယ်ရှိပြီးအချိန်တချို့တွင်ယခင်ကမိမိကျူးလွန်သည့်အပြစ်များကြောင့်ဖြစ်ပါတယ်။တခင်ယေရှုနှင့်ပထမဆုံးထိတွေ့သည့်ညတွင်မျက်အေးမကြခဲ့တော့လဲအိမ်ပြန်ရောက်ပြီးသည့်နောက် ပြတင်းပေါင်းမှအပြင်းတို့ကြည့်ပြီးမိမိအဖြစ်များကြောင့်မျက်ရည်များတွင်တွင်ကျလာပြီ။"အိုဖရာသခင် ခွင့်လွတ်တော်မူပါ"ဟုထပ်တလဲလဲပြောနေမိသည်။ဘဝတွင်မကြုံဘူးသည့်ပျော်ရွှင်ညူးစရာငြိမ်းချမ်းမှုကိုခံစားရမိလေသည်။ထိုခဏတာတွင်မိမိအဖြစ်များကိုဖရာသခင်က ခွင့်လွတ်သည်ဟုသိရှိခံစားလိုက်ရပါသည်။ယနေ့အတွက်ဆုတောင်းချမ်း။ချစ်ခင်ရတဲ့ဖရာသခင်ကျွန်တော်ရဲ့အားနည်းချက်အမှားတွေကြောင့်စိတ်မကောင်းဖြစ်ရပါတယ်။ ျွန်တော်ရဲ့အားနည်းခြင်းတွေကိုခွင့်လွှတ်တော်မူပါ အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ